အားလုံးပဲမင်္ဂလာပါနန္ဒစီ YouTube channel ကနေကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပြီးမှာကတော့ဇာတ်ရေးဆရာမွန်တာချိုရေးသားထားတဲ့အနာကဝကြများဆိုတဲ့စာအုပ်လေးတွေကဆရာမောင်ထင်းတဝဲလုံးကြီးနဲ့လောကကိုလက်ပိုက်ကြည့်နေသည့်မျက်လုံးများဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်နားတော်တာဆင်ပေးကြပါအောင်ခင်ဗျာဆရာမောင်ထင်းတဝဲလုံးကြီးနဲ့လောကကိုလက်ပိုက်ကြည့်နေသည့်မျက်လုံးများ မြန်မာစာပေကိုအတန်အသင့်မြတိကောက်မိသည်ဆိုရင်ပင်မောင်ထင်းဆိုသည့်စာရေးဆရာကြီးအမိကိုကြောက်ဘူးကြပါလိမ့်မည်သူဗမာနိုင်ငံရေးသူခမိန်စာအုပ်ထဲကပူချုံအောင်ဆန်းအကြောင်းရေးချစ်ထားချက်တွေငပဝတ္ထုကြီးတွေကဂျပန်ခေတ်လေသမဘဝတရုတ်ဖော်ချက်တွေကမ္ဘာစာပေအညွန့်တွေကနိုင်ငံတကာစာပေလောကယန္တနာတိုက်တူးဆွမိတ်ဆက်ပေးထားချက်တွေ ကမ္ဘာဝိတုတို့များစာအုပ်ထဲကနိုင်ငံတကာဝိတုတို့များနဲ့မိတ်ဆက်ပေးထားမှုတွေကိုတော်ဝိတုတို့များထဲကခေပြိုင်လူမှုဘဝထေလုံးမော်လုံးတွေအများကြီးမှအများကြီးဟုဆိုရလောက်အောင်ဆရာမောင်ထင် ပြုစုရေးသားသွားခဲ့ပါသည်ဆရာလက်ရထဲမှာကိုတော်ဝိတုတို့များကလည်းထင်ရှားပါသည်လူကြိုက်လင်းများပါသည်အတော့အထည်တွေမဟုတ်လား ဒီကိုတော့ဝတ္ထုတို့ရီထဲမှာထင်ရှားသောတပုတ်ကတဝဲလုံးကြီးကျောင်းသုံးစာအုပ်တွေထဲမှာပြင်မကြခဏပါဝင်တတ်သောအပေါ်မိုးဦးလေးကြသတနေ့တွင်ကိုတော့ကသူ့အချင်းကပလက်ပလက်ထိုင်ကလေးလုံးတွင် ထိုင်နေသည်မြင်ပရင်ဆရာဤဇနီးတွေကကွန်ပန်းကလေးကိုရွက်ကဈေးအောင်ရမှပြန်လာသည်မရလုံစာကိုထိုင်စားနေသောမြင်ပရင်ဆရာကဈေးအောင်သွားသည်မှာအချင်းကြသဖြင့် ဘယ်လင်းငယ်ဒီဝင်နေတော့လဲဘာညာစသည်ဖြင့်အဖြစ်တင်ကြိမ်မောင်းပြောဆိုရာကအိမ်ပေါ်နဲ့အိမ်အောက်အပြန်အလှန်စကားများကြရာ နောက်ဆုံးတွင်ယောက်ျားလူသူက မိမအပေါ်သို့ခုံအုပ်ခွာစီထားကသပင်ကိုဆွရရက်ပါကိုဘယ်ပြန်ညာပြန်ရိုက်ကနှိမ့်ဆက်သောဇလံဖြစ်ပါသည်ဒါကိုလက်မြင်နေရသော စလိုက်ကျော်ကိုတော့ကမကျင်နဲ့ရှောက်ပွေလက်ကျွေးမွေးနေရအနှိမ့်ဆက်လက်ခဏရရှာသည့်အမျိုးသမီးဘက်မှခံပြင်းကား မချင်မနဲ့ဖြစ်ပြီးလက်ဆွဲတော်လေးခွာကိုတက်ယူပြီးနောက်မိမကိုခွာစီရိုက်နှက်နေသည့်မြင်ပရင်ဆရာကိုစုံမသည့်အနေနဲ့လှမ်းပစ်လိုက်ခြင်းဖြစ်ပါသည်။ယောက်ျားဖြစ်သူလောက်စလုံးထိမှန်ကအမလေးပြဖြစ်သောအခါမယားဖြစ်သူက မခံမရနိုင်ဖြစ်ပြီးရှင်းစကန်ကတန်ရာကတငွေငါးချက်တရာအချုပ်ထဲသို့မဝင်လို့သူကိုတော်အမျက်တနိုးသိမ့်ထားသည့်တဝဲလုံးကြီးကလေးကိုပေါင်ကဒံငွေဆောင်လိုက်ရာကြောင့်ဖြင့်အဆုံးသက်ထားသည့် ဝတ္ထုဒုကလေးဖြစ်ကြောင်းအများသိပင်ဖြစ်ပါသည် မတရားမှုပင် ဖြစ်စေုံသောသူတစ်ပါးကိစ္စရဲ၌ဝန်ပါစဉ်ဟူသောဆိုလိုချက်နည်းနည်းကတော့ဒီဝတ္ထုကလေးကိုဖက်ပြီးပြုံးမိသည်မှအပဒီရွတ်စပေါ်လက်ခံတဲ့လက်မခံတဲ့အလေးရနဲ့မရှိလားနောက်တော့လူတွေဖြည့်ရတွေ့တဲ့ရောက်သွားကမကြကနာဆိုစလို့ဆရာမောင်ထင်းတဝဲလုံးကြီးကလေးကိုသွားသွားပြီးတရိယာနေမိသည် မတော်မတရားမတင်မတင်မလျှောက်ပတ်သည့်ကိစ္စတွေမှာမိမိနဲ့မဆိုင်ဘူးဆိုကားမျက်နှာလွှဲထားသည့်မလွှဲထားသည့်လူနဲ့သူ့ပဝန်းကျင်ပြီးတော့လူအဖွဲ့အစည်း ျွန်တော်တို့ငငယ်နှစ်ကျွန်တော်တို့အဖေတို့အဘိုးတို့ခေတ်နေရများသည်ရက်စိတ်ရွာစိတ်တော်တော်ကလေးထွန်းကားသောနေရများဖြစ်ပါသည်ကိုနှစ်ဆိုင်ဆိုင်မဆိုင်ဆိုင်လက်ပိုက်၍ကြည်မနေကြသောခေတ်မျက်နှာလွှဲမထကြသောခေတ်ကိုကျွန်တော်ထင်ပါသည်ဆိုကြပါစို့ကလေးငယ်တယောက်စီးကရက်ခဲနေသည်ကိုတွေ့လျင် လူကြီးတရာမှာအယောက်90ကစူပူငောင်ငန်းဖို့နှုတ်မနေကြဘသူသားဘသူသမီးတိတိမတိတိမတော့ဖို့ဆုံးမရ ထိုခေတ်ကကလေးတိုင်းနာခံကြမည်ဖြစ်ပါသည်လမ်းအချို့အကွေ့တနည်းအားဖြင့်တယောက်နဲ့တယောက်ရန်ဆောင်နေရသည့်လူငယ်တွေကိုတွေ့လျင်လဲဟေးရမပြစ်ကြနဲ့လေကွာဘာညာစသည့်စကားများဖြင့်တွေ့ကြုံသူလူကြီးများကတားဆီးဆုံးမသွားကြသည်မြဲပင်ကားပေါ်ရထားပေါ်လူတနည်းအားဖြင့်မင်းလေးတယောက်ကိုဒီကဘာကြီးကဘာသူ့ကျော်စော်ကလာသူတွေ့လျင်လဲတော်တော်များများကမျက်နှာလွယ်မနေချထိုက်သည့်အားလျော်စွာ တာစီဟန်တာကြသည်မြေဟေ့ကောင်မလေးကိုလွတ်လိုက်ဆိုသည့်စကားမျိုးသည်သူခိက ရုပ်ရှင်ဤပြည့်စက်တွင်ထဲမှပါဝင်တတ်သည့်လူတို့အသေးခိုက်စကားကိုနှင့်ဆိုင်ဆိုင်မဆိုင်ဆိုင်ဖေးရရင်မဖြစ်အောင်ဝင်ရောက်တာစီသည့်စိတ်ဓာတ်အာရမအမှုကိုဝင်ရောက်ဟန်တာသည့်စိတ်ဓာတ်တို့သည်ရက်စိတ်ရွက်စိတ်လူအဖွဲ့စည်းကိုမျက်ွယ်မပြုသည့်စိတ်ဓာတ်များပင်ဖြစ်ပါသည်ထင်ရှားသောတရကအဖြစ်အန်နက်စတိုချီကွေပါရာကို ြနိုင်ပါသည်ခြေကအာဂျင်တီးနားနိုင်ငံရိုဆာရီယိုမျိုးသားသူတို့ပြီးဆောင်ရွက်သည်က ကျူဘားနိုင်ငံဘာတစ်စတာစီအစိုးရလက်အောက်မှလွတ်မြောက်ရေးထို့နောက်ကျူဘားလွတ်မြောက်ပြီးသောအခါဘိုလီးဗီးယားလွတ်မြောက်ရေးအတွက်ဘိုလီးဗီးယားသူကိုနိုင်ငံကိုလူမျိုးအတွက်မဆိုင်သောကိစ္စသူတို့ဘာအရေးဒါကိုမျက်နှာမလွဲလက်ပိုက်ကြည့်မနေပဲခြေဝင်ပါခဲ့သည်ကဘာကသူ့ကိုချစ်မဲ့မဆုံးနိုင်ချာ အခုတော့ဒီစိတ်မျိုးတွေခန့်ချောက်စပြူလာပြီလားဟုကျွန်တော်တွေးဝင်မိသည် မတရားသည့်လင်ယောက်ျားကို လေးခွနှင့်ဝင်ပြမိ၍တံငွေငါးချက်အတက်ခံရကဒဝဲလုံးကြီးကလေးဆုံးသွားမှကိုဆွေရင်လာကြခြင်းဖြစ်ပုံရပါသည်ဒီတော့ကိုနှင့်မဆိုင်လျင် ရှိစီတော့ဆိုတာတွေပဲပေါ့ဒါငါသားသမီးမဟုတ်ဒါငါနဲ့မသားချင်းမဟုတ်ဒါငါမျက်ရည်ပေါက်ကြီးငယ်မဟုတ်ဒါငါကြောပေါ်ကြလာတဲ့တန်ရာမဟုတ်ဒါ ငါအိမ်ထဲမှာလောင်တဲ့မီးမဟုတ်လောကကိုလက်ပိုက်ကြည့်နေသည့်အတွေ့များတဝဲလုံးကြီးကလေးကို အဆုံးခံကသူတစ်ပါးကိစ္စနဲ့ဝန်ဆောင်ဖက်သည့်ကိစ္စမျိုးကိုလောက်ကြပါ သူမဟုတ်မလောက်ကြပါနဲ့ဟုကျွန်တော်တွန်းတွန်းတိုက်တိုက်စကားဆိုစရာအကြောင်းမရှိပါသို့တော့တခုတေချာတီကတဝဲလုံးကြီးအဆုံးခံသူများကြောင့်မဖြစ်သည့်မဖြစ်တတ်သောကိစ္စတို့သည်ကဘာပေါ်မှာအဆုံးသက်နေချီတန်သွားခဲ့ခြင်းဖြစ်သည်ဆိုသောအချက်ပင်ဖြစ်ပါသည် ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။